ပါတာမယွေးပေါ့နော်အခုဆရာတော်ကြွားလာတာဆွေလိုခြင်းလို့ငွေလိုခြင်းလို့ပစ္စည်းလိုခြင်းတော့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာပါလာတာလေမေတ္တာလာပို့တာပါဗျာလေနတ်ပြာမှာဆရာဟိုလိုက်ကိုပို့မှာမိုက်ကြက်ပြီးပို့မှာအတိတ်ခံဟောဆရာတော်တရားထိုင်ဘဝနာတရားထိုင်နဲ့နတ်ပြာမှာလေနားတင်းမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွားလာ မကြွားပဲနဲ့မေတ္တာလာမပို့ပေးနိုင်ဘူးအများကြီးတည်ကြည်ပျက်စီးနိုင်တယ်အဲဘဝအဲနဂါစီရဲ့နဂါရဘဝဘဝနဂါစီရနဂါအကောင်ကြီးဘလောက်ရှိသလားမိုင်ပေါင်း3000ကျော်တယ်နဂါရဲ့ဒီလမ်းနဲ့တော့ဒီမြေကြီးလှုပ်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ် ဟိုစိတ်မငြိညွတ်တော့တကြွအာဟုတွေလုပ်နေပုံကိုများတယ်လို့လေဒါကြောင့်ဆရာတော်ပြမေတ္တာအဲ့ရအာဟုတွေများတဲ့ပုံကိုအဲ့ရတည်ကြည်ပျက်စီးရမယ်ခံစားခံစားရမယ်နော်အရှင်ဖေယားမေခွင့်ပြုပါဖေယားအခုလိုင်းပေါ်မှာပြောနေကြတဲ့ရင်းငလျင်ဘေးဖြစ်တာကိုနဂါးကြီးကြောင့်လို့ပြောနေကြတာဟုတ်ပါသလားဖေယားဖြေပေးစီလိုပါတယ်ဖေယားတဲ့ဗုဒ္ဓဘာသာဆိုတာလေ ပညာကိုအဓိကထားတဲ့ပညာအဓိကဘာသာဖြစ်ပါတယ်။အဲဒီလိုပညာကိုအဓိကထားတဲ့ပညာအဓိကဘာသာဖြစ်တာကြောင့်ဗုဒ္ဓဘာသာဝင်များအနေဖြင့်အကြောင်းအရာတစ်ခု ပေါ်ပေါက်လာတိုင်းမှာအစောတလင်လက်မခံပါနဲ့။ပညာဉာဏ်နဲ့ဝေဖန်စစ်စစ်ကြည့်ပါ။ပညာဉာဏ်နဲ့ဝေဖန်စစ်စစ်ကြည့်လို့မှန်တယ်ဆိုမှသာလက်ခံပါ။မှန်မှန်ဘူးဆိုရင်ဘယ်လိုပုံကူမျိုးကပဲပြောပြောလက်မခံပါနဲ့နော်။ တုတ်မဟာဝါမဟာပရိနိဗ္ဗာန်တုတ်မှာမြတ်စွာဘုရားကမြင်းကလေးလှုပ်ခြင်းအကြောင်းရှင်မျိုးပဲရှိတယ်လို့ခေါ်ကြထားပါတယ်အဲ့ဒီရှင်မျိုးကဘာတွေလဲဆိုရင်တမြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်မြင်းကလေးလှုပ်ခြင်းဘဘာဝအလျောက်လှုပ်တာကိုပြောတာပါနှင်းတကူရှိသောတမနာပြမနာတို့နှင့်နတ်တို့ကတေသောကတိုင်းနှင့်အာဘောကတိုင်းဇန်တိညာတို့ကိုပွားများခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း၃ ဖျားအလောင်းပရိသန်တွေယူခြင်းကြောင့်မြင်ကလေးလှုပ်ခြင်း၄ဖျားအလောင်းဖွာမြင်ခြင်းကြောင့်မြင်ကလေးလှုပ်ခြင်း၅﻿ဖျားအဖြစ်သို့ရောက်တော်မူခြင်းကြောင့်မြင်ကလေးလှုပ်ခြင်း၆ ﺗ ဓမ္မစကြာတရားဦးဟောကြားတော်မူခြင်းကြောင့်မြင်ကလေးလှုပ်ခြင်း၇ ﺗ အာယုသင်္ခါရလွတ်တော်မူခြင်းကြောင့်မြင်ကလေးလှုပ်ခြင်း၈ ﺗ ပရိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်မြင်ကလေးလှုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာမြင်ကလေးလှုပ်ခြင်းအကြောင်း၈မျိုးပဲဖြစ်ပါတယ်။ ဘင်းငလျင်လှုပ်ရခြင်းအကြောင်းဟာဤအကြောင်းရှင်မျိုးတစ်မျိုးမျိုးကြောင့်လှုပ်တာပါကြံတဲ့အကြောင်းကြောင့်မလှုပ်နိုင်ပါဘူးเนาะ